သမားတော်တော်များများကြက်ဝိုင်းနဲ့ရောက်လို့ကြက်ဆက်ထားတယ်ဒီပိုင်းနဲ့ကိုကြက်ကောက်ချဆက်လိုက်ပြီကိုကကြက်ဆက်တဲ့အချိန်မှာအตาစည်းရဖို့ဆက်တဲ့ကြက်ွက်တစ်ခုခွတ်လန်းရဖို့ဆက်တဲ့ကြက်ွက်တစ်ခုအခုကြက်ခွတ်လန်းရဖို့ဆက်တဲ့ကြက်ွက်တစ်ခုပေါ့အဲဒီနှစ်ခုဆိုရင်မင်းတို့ဘယ်ဟာပုံကြိုက်တော့ခုတော့တော့ကိုကြက်ခွတ်လန်းရဖို့ဆက်တဲ့ကြက်ွက်ကိုပုံကြိုက်တယ်ဘာဖြစ်လို့ဘောဥပမာပေါ့ကွာကိုကြက်ကကြက်မိုက် နော်ကြက်မိုက်အမွေးမကြည့်အတောင်ပြီးခွတ်တက်ဖက်တက်ရိုက်တက်ကင်တက်ကြက်ကိုကိုကအသာစီးစီးရလို့သွားတိုက်တယ်ကိုကြက်တော်တော်နဲ့မနိုင်ဘူးနိုင်ငယ်တော်မှအသေးတန်တန်ဥပမာကိုကြက်ကလက်တပေါက်ကောင်းတယ်လက်တပေါက်ကောင်းတယ်ဒါဆိုရင်ဒီလိုတောင်တိတ်တည်းဒီလိုတောင်တိတ်တည်းပေါင်နေမှာမာကင်နေရှိတဲ့ကြက်ဒါမျိုးကိုဖန်တိုက်လိုက်လို့ရှင်ဒါဆိုရင်ကိုကတာနောက်တစ်ခါဥပမာကိုကြက်ကဒါလေးရမှကောင်းတယ်ဒါလေးရမှဒါလေးပါတယ် အဲ့တော့ဓာလီရမဓာလီပါတာကိုကုကြက်ကကိုကခုံမြင့်ရတယ်ဆိုပြီးတော့ကိုကအမှန်တက်အမှန်ကုကြက်အလိုက်ကိုကုကြက်တခင်ကကုကြက်ရဲ့အလိုက်ကိုအထိုက်ကိုတိရမယ်ကိုကဓာလီရမတိုက်တဲ့တက်ဆိုလို့ရှိရင်ရောင်ရောင်လေးခေါင်းတစ်လုံးလောက်မြင့်တဲ့ဟာလေးကိုပေးတိုက်ရပြီကိုကအတာကြီးရဆိုပြီးတော့အမြင့်အနေနဲ့ပေးတိုက်ရတော့အမှန်ဘာအဖြစ်ကုန်လို့ဆိုကိုကြက်ကခေါင်းအဝိအဆုံးနဲ့လာတွေ့တယ်ကိုကအောက်ကောင်မခွတ်တောက်ကိုကအောက်ကောင်မခွတ်တောက်ဘူးခုံလေးကိုမတိုက်နဲ့လေ နည်းနည်းလေးအမြင့်လေးပေးတိုက်လိုက်မှဒါဆွဲတာလုံးမှကိုကလွယ်လွယ်ကူနိုင်မှာအဲ့တော့ကိုကအောက်ကုန်းပကတ်တဲ့ဖဲနဲ့အနေကိုကိုကစီးမှုရဲ့ဆိုပြီးချလာရောအဲ့တော့ဟိုကအဝိယံပြီးတော့ထပ်ပက်လိုက်ဒီဘက်ကထပ်ပက်လိုက်ဟိုဘက်ကထပ်ပက်လိုက်ကြာတော့ဒါဟက်ဟက်လစ်သွားအောင်အဲ့တော့ကြက်ဆက်တဲ့နေရာမှာဥတော်အကြိုက်ကတော့ကိုကြက်ကြိုက်တဲ့အရာကိုကြက်တခင်အသိကိုရေးကြည့်တယ်အဲ့တော့ကြက်တခင်ကကိုကြက်စိုက်တဲ့ချိန်မှာအตาကြီးရတိုင်းကြက်မတိုက်စေချင်ဘူး ကုကျက်ခုပေါက်ရနိုင်လောက်မယ်ထင်တဲ့ကြက်တွေပဲရွေးတိုက်ရင်အောင်မြင်မှုကပုံပြီးလွယ်ကူမှာပါလို့နော်ဦးတော်ဒီနေ့ဒီညာပို့ပြီးတင်ပြလိုက်ဟဲ့လား